မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနရဲ့ထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးတောင်တာမြို့နယ်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတို့အပါအဝင်15ဦးသေဆုံးပြီးဒေါ်လန်ရေးရဲဘော်နှုတ်ဦးကြောင်းဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်သားမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတဦးပါဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်သား People's Defense Force TTAPDF ကထုတ်ပြန်ထားပါသည် စက်တင်ဘာလ9ရက်ညနေ9:00ကျော်ကမှမလိုင်မြို့နယ်ပန်းအရွာမှတောင်သာမြို့နယ်ရုံစီချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားရဲနဲ့ပြူစောတီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကရုံစီချေးရွာနယ်ပန်းအရွာအကြားမှာ တိန်ကျေရဖျားအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုတိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဘက်မှအရာရှိတဦးအပါအဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့သောကြောင်းစစ်တပ်စစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်ထို့နောက်စက်တင်ဘာလ10ရက်နေ့ပိုင်းမှာအကျန်းဖက်စစ်တပ်ကတပ်မံစစ်ကြောင်းထိုးလာ၍တိုက်ပွဲတပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရေးရှဲပေါ်2ဦးမြင်းမြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါတယ်ရေးစစ်ကြောင်းသည် ရုံးစီကြီးရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်းပစ္စည်းများကိုယူဆောင်ခြင်းမိရှုပြက် ်စီခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးများကိုအဓမ္မပြုခြင်းမှုများလှုံ့ဆော်သွားကြောင်းသိရပါတယ်ထို့တိုက်ခိုက်မှုကိုတောင်သာ People Defense Force TTAPDF ဘရစ်တန်မိတ်တေလာ DSND တနုတက်ဖွဲ့နဲ့မြင်းကြံခဲတိုင်ရင်သုံးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါဂျမ်ဖန်စစ်တပ်စစ်ကြောင်းဟာတောင်သားမျိုးနဲ့ရုံးစီချေးရွာမှာတက်ဆွဲထားပြီးချေးရွာနေအသက်16နှစ်မှ56နှစ်အရွယ်မျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်ပြုကျင့်ပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့နေရီကန်ပြူဟာစကန်ပိတ်ဆို့ခံထားရ၍စစ်ကော်မရှင်တပ်ကအနီးနားရှိကျေးရွာများကို မိရှုပြည့်စည်လေးချောင်းမှပြင်းထန်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖယ်မြို့နယ်နေရီကံမြို့ဟာစကံပိဆိုးတိုက်ခိုက်ခံရသည့်အတွက်စစ်ကောင်စီကစကံဤကြေးရွာတချို့ကိုမင်းချိုဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဂုတ်ကြီးထောက်ဖို့စကံကိုအရခတက်တော်ဤကသိယူပြီးနေရီကံစကံကိုပါပိဆိုးထားသည့်အတွက်စစ်ကောင်စီတပ်ကဂုတ်ကြီးအနီးရှိမြေလက်ရွာကိုပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကမင်းချိုဖျက်ဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းပြများထံမှသိရပါတယ်။ဂုတ်ကြီးစကံအသိခံရပြီးနေရီကံစကံမှာပိဆိုးခံထားရတော့လေရင်နဲ့ဇက်တိုက်ပုံကျဲတဲ့ ုန်းပုံးတွေနဲ့လည်းအကြိုက်သုံးပြီးစစ်တပ်ကခုခံနေတယ်ဟုဗရန်စစ်စင်ရေးတရင်ရင်မြစ်ကပြောပါတယ်။ထို့ပြင်အော်တိုဘာ9ရက်နေ့ဂုံးကြီးချေးရွာနီးတဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အော်တိုဘာ10ရက်နေ့အော်တိုဘာ2ရက်နေ့တို့မှာနေရီကန်အနီးမှာစစ်ကောင်မရှင်နဲ့အီပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်ကဂုံးကြီးနောင်ရွာဗစီပပဲချေးရွာများကိုလီချောင်းမှာဘုံလုံးရေ90ခန်းနဲ့နေစဉ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နေရီကန်လေးချောင်းရံကာကွယ်တက်စကန်ကိုစစ်ကောင်ပြင်ကအမှတ်905အမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မှနေ၍စစ်တုံးကားကြီးအင်အားပြည့်ပြည့်စစ်ရင်တန်းများစွာကိုအင်အားဖြင့်နေပြီးအမှတ်ဆက်ခွန်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားခါဆက်ခွန်လောက်ခဲတရင်များဖြင့်လည်းတက်ပြန့်ထားကြောင်းသိရပါရယ်စစ်ကောင်ပြင်ကအမ်းမြုန်နယ်ကိုလက်လွတ်လိုက်ရပြီးနောက်အေးတက်ဖွဲ့ဝင်များဟာအမ်ပရန်လမ်းပိုင်းကိုစိုးမိုးမှုရယူနိုင်ရန်စူးစမ်းခဲ့ပြီးစစ်ကောင်ပြင်ကကင်းစကန်များကိုသိမ်းယူနိုင်ခဲ့ပါရယ်စစ်ကောင်ပြင်ကဗရန်တက်နယ်ရှိအကြီးဆုံး ုံနေရီကန်စကန်ကိုကာကွယ်ရန်အားထုတ်နေရပြီးတာလွန်အေးရနဲ့လေးချောင်းပစ်ကူများပါအသုံးပြုနေရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဖလကားနေရီစစ်တပ်စန့်ချင်ရေးနဲ့အမုံတရားများကြောင့်နိုင်ငံကချန်လက်ဘက်ရန်နေဟုချမ်းဖို့ပါတီဥက္ကဋ္ဌခင်ရီပြောဆိုဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်အလကားနေရင်စစ်တပ်ဆန့်ကျင်ရေးနှင့်အမုန်းတရားများကြောင့်နိုင်ငံမှာခြားလက်ပဲရန်နေကြောင်းချမ်းဖို့ပါတီဥက္ကဋ္ဌခင်ဤကပြောဆိုပါရယ်အော်တိုဘာလ၂ရက်နေ့ရန်ကုန်မြို့တွင်စစ်တပ်ထောက်ခံသောတရုတ်ဆောင်များလူရှင်တော်များပါဝင်ရုပ်ရှင်တိုင်းဝိုင်းနှင့်တွေ့ဆုံစဉ်ချမ်းဖို့ခင်ဤကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရယ်ချမ်းဖို့ခင်ဤက၎င်းစစ်သားဖြစ်ခဲ့စဉ်ကရှေ့တန်းထွက်နေရပြီးပြန်လာချိန်တွင်သားသမီးများကမမတ်မိကြောင်းတိုက်ပွဲတွင်82နှစ်ကြာအောင်တိုက်ခဲ့ရပြီးတနက်18ချက်ထိမှန်ခဲ့ ကជីနှက်တောက်မှာဘိုက်ထဲမှာဂျန်နေကြောင်းခွဲစိတ်မရကြောင်းသူ့ဘဝမှာရုပ်ရှင်ရိုက်ရရကြောင်းတို့ရတွင်အလကားနေရင်တက်မတော်ကိုမုံတီးဆန့်ကျင်နေကြကြောင်းပြောဆိုပါတယ်။ အလကားနေရင်တက်မတော်စံချိန်ရင်းနဲ့အမုံတရားတွေနဲ့နိုင်ငံရေးကကျွန်တော်တို့နိုင်ငံဂျာလဘက်ရန်နေတယ်ဒါကြီးကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တစ်ခုကိုဘဝတစ်တစ်ခုအနာဂတ်တစ်တစ်ခုကိုဖန်တီးဖို့ကရောက်ကိုရောက်နေပြီအဲ့ဒီအတွက်အလဲပြောင်းကရွေးကောက်ပွဲပဲရွေးကောက်ပွဲကိုအားပေးပါဟုဂျမ်းဖို့ခင်ကြီးကပြောဆိုပါတယ်ဂျမ်းဖို့ခင်ကြီးကရွေးကောက်ပွဲနီးကပ်လာတဲ့နေအများစစ်တပ်ထောက်ခံနေသောရုပ်ရှင်တိုင်ဝိုင်းကိုမကြာခဏဆိုသလို တွေးဆောင်လျက်ရှိပြီးထို့သောတွေးဆောင်မှုမှာမဲဆွယ်မှုနဲ့မဲဆွယ်စည်းရုံးခိုင်းခြင်းမဟုတ်ကြောင်းခင်ကြီးကပြောဆိုပါ ါတယ်ကျွန်တော်တို့မဲဆွယ်စရာလည်းမလိုပါဘူးမဲဆွယ်ကလာလည်းမဟုတ်ဘူးပေါ့နော်ဟုခင်ကြီးကပြောဆိုပါတယ်ဂျမ်းမှုခင်ကြီးနဲ့မကြာခဏဆိုသလိုတွေးဆောင်နေသောတွေးဆောင်ပွဲများတွင်ရွှေတန်စင်ဝင်းမော်တယုတ်ဆောင်မိတန်းတို့အစိုးရချင်းနေနဲ့လူရှင်တော်အုံသည်အစိုးရဆိုတဲ့ပါဝင်စစ်တပ်ဘက်တော်သားရုပ်ရှင်ဝိုင်းတော်သားများပါဝင်ကြပါတယ် ယနေ့အောက်တိုဘာ9ရက်နေ့မှာလေကျန်းဖို့ခင်ကဝင်းကိုကိုနဲ့ဒေါခင်ဝိုင်းကြီးအပါအဝင်မဘာတာဘာသာရေးအဆုံးရောက်များနဲ့အမျိုးသားရေးအဆုံးရောက်များကိုပါရန်ကုန်မြို့ကျန်းဖို့ပါတီရုံးမှာထပ်မံတွေ့ဆုံပြန်ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့တာချီလိတ်တွင်ခြင်းတိုက်ပြီးမောင်းပြေတိကဇက်တိုက်စင်တိုက်မှုကြောင့်လူငါးဦးကန့်သေဆုံးတဲ့တရင်ကို တင်ဆက်ပေးပါမယ်။ဆိုင်ကယ်ကို တိုက်ပြီးနောက်မောင်းပြေတိကမှတခြားဆိုင်ကယ်များကားများနဲ့လမ်းမဆိုင်များကိုပါဇက်တိုက်စင်ကတိုက်မိတဲ့အတွက်လူငါးဦးကန့်သေဆုံးသွားကြောင်းတာချီလိတ်ဒေသခံများထံကကနေဦးသိရပါရယ်။ယနေ့မနက်7:00နာရီခွဲကမှတာချီလိတ်ဘူချုပ်လမ်းမကြီးပေါ်မှာဇက်တိုက်ရင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးရင်မောင်းသူနဲ့အတူပါလာသူတို့မှတရုတ်နိုင်ငံသားများ ဖြစ်ကြောင်းကနေဦးမေးမြန်းချက်များရသေးရပါသည် ဝိုင်းဖန်ရမှာထိုင်းစကားပြောတန်ကြရပြီးထိုင်းနိုင်ငံသားများဖြစ်ကြောင်းလည်းပြောဆိုကြပါရီဖြစ်စဉ်အတိအကျကိုတရင်ဌာနကစုံစမ်းနေစေဖြစ်ပါရီဒေတာကံများ၏ပြောဆိုချက်အရတရုတ်နိုင်ငံသားများမှာတချီလေးမျိုးရွှေရကုံဖျားဝန်းကျင်မှာယင်တိုက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီးမောင်ပြေလာရလမ်းတလျှောက်မှာလည်းနောက်ထပ်ယင်တိုက်မှုများဆက်ဖြစ်ခဲ့သလိုနောက်ဆုံး၌တချီလေးအာထကကျောင်းရှိမှာတိုက်မိခြင်းဖြစ်ကြောင်းသိရပါရီဖြစ်စဉ်အသေးစိတ်နဲ့အတိအကျကိုတရင်ဌာနမှာဆက်လက်စုံစမ်းနေစေဖြစ်ပါရီ ဆရာနာရှင်တွေကြီးစိုးခဲ့တဲ့နိုင်ငံတော်ငြိမ်ဝဲပြည်ပြမှုတိဆောက်ရေးဖွဲ့နာဝတာနဲ့နိုင်ငံတော်အေဂျင့်တာယာရင်းနဲ့ဖွံ့ဖြိုးရေးကောင်စီနာအာဖာတို့လက်ထက်မှာဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးဟာတရုတ်မုံတီးသူတယောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးဟာမြန်မာစစ်တပ်မှာလည်းဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်၂၀၁၁ခုနှစ်မှာတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့အတူ ဆက်ဘက်ရာထူးတွေကနေအနားယူသွားခဲ့ပါတယ်တရုတ်အစိုးရဟာနဝတာနာဖခေလွန်လက်ရှိဆက်အနာရှင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်းလက်ထက်အထိမြမပြည်ခီးစဉ်တွေမှာအာနာရှင်ဟောင်းဦးတန်းရွှေကိုမကြာခဏတွေ့ဆုံမှုတွေပြုလုပ်တာတွေ့ရပေမယ့်ဦးမောင်အေးကိုတွားရောက်တွေ့ဆုံခဲ့တာကိုမြင်ရခဲ့ပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတက်ကြွကြီးတအူတိတ်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အင်းဝဘန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတက်ကြွကြီးကိုတနက်နေ့ပြစ်တက်တဲ့တပ်သားတက်ကြကြီးကိုတနက်နေ့ပြတ်တက်ခဲ့တဲ့တပ်သားတအူထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်တွေလိုက်လံရှာဖွေနေကြောင်းသိရပါဗျ။ မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ဈေးကြိုနိုင်စဉ်အနီးကအင်းဝဘန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြေမနက်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်တာလို့သိရပါဗျာ။ အချားအဆင့်တက်ချက်ကြီးကိုမချေနှက်ပြီးတက်သားကပြစ်တာလို့သိရတယ်တက်ချက်ကြီးကတော့သေးတယ်မနေ့ကတဲလာကလေးကအသက်မပါဘူးလို့ပြောတယ်အချားအဆင့်တယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတို့ကပြောပါတယ်ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တက်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့နန်းတွင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခကိုလည်းညနေပိုင်းဆိုအဝင်ထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီထဲမှာနေထိုင်သူတို့ကပြောပါတယ်အချင်းချင်းများပြစ်ရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်နဲ့ကိုရီကိုပါစီကန် န်းကျက်နေပြီလို့စစ်ကောင်စီအရာရှိတို့ကပြောပါရယ်မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးကြိုကဆိုင်တချို့လဲကြောက်လန့်ကပိတ်သွားတယ်လို့သိရှိရပါရယ်